Remy ကရင်တော့မှအသေးထွက်ရှိလာတယ်ပေါ့နော် Remy K90 ကိုမိတ်ဆက်ပေးလိုက်ပါတယ်ဒီကောင်လေးကိုဝယ်ယူမယ်ဆိုရင်တော့သူ့ရဲ့ဘူးထဲမှာတော့ကျွန်တော်ဒီ R twin ဒုံပေါ့နော် Handroid White R twin ဒုံပါမယ်ပြီးသွားရင်တိုက်စီ R twin Joe ပြီးရင်ကာပါပေါ့နော်ကာပါကတော့ဒီအမဲရောင်စီလီကွန်အပျော်သားလေးရယ်နောက်စင်ကထုတ်တဲ့ပင်ရယ်ဆိုပြီးတော့ပါဝင်လာမှာဖြစ်ပါတယ်အရောင်ကသူက၄ရောင်ထွက်တယ်ပေါ့နော်အမဲရယ်ကျွန်တော်လက်ထဲကိုရောက်နေတဲ့ဒီအဖြူရောင်လေးရယ်နောက်အစိမ်းနဲ့နောက်ဒီပပယ်ဆိုပြီးတော့ကာလာ၄ရောင်ရရှိမှာဖြစ်တယ်ခမန်းစင်းလုံးနေရာဆိုရင်တော့ run 12ပေါ့နော် internet memory 256GB ကို16သိန်းခွဲဝင်းကျင်လောက်နဲ့ရရှိမယ်လို့သိရတယ်ကျွန်တော်လက်ထောက်ရောက်ရှိနေတဲ့ဖြူရောင်လေးကတော့ဒီတော်တော်လေးကိုတန့်နေပေါ့နော်ဒီအနောက်ဘက်ကိုဂိုင်းကြီးတဲ့အနေထားမှာလည်းလက်ရည်ပါရေးထင်မလွယ်ဘူး beam frame တွေက metal frame ကိုသုံးမိထားတာဖြစ်တယ်ပြီးတော့သူ့ရဲ့ဒီအနောက်ဘက်ကလည်းဒီအဖြူရောင်ဆွတ်ဆွတ်လေးပေါ့နော်ဒီ premium ဆန်တဲ့ design လို့ပြောလို့ရတဲ့အနေထားမှာပါတယ်နောက်တစ်ခုကသူ့ကိုဂိုင်းတဲ့အနေထားမှာဆိုရင်လည်း weight ကလည်းအရင်လေးနေတာမျိုးမရှိဘူးနောက်တစ်ခုကဒီလက်တစ်ဖက်ထဲနဲ့ AAC ဂိုင်းလို့ရတဲ့ size မျိုးပေါ့နော်ဒီ boron key တွေပါတယ် power key တွေပါတယ် နှိပ်ကြည့်တဲ့အနေထားမှာနှိပ်ရတာအဆင်ပြေတယ်နှိပ်လို့ကောင်းတယ်ထင်မှာပါတယ်သူက၄ထောင်ဒီဇိုင်းပေါ့နော်၄ထောင်ပုံစံလိုမျိုးကြောဒီထောင်ထားလို့ရတယ်ပေါ့နော်အလဲရလိုက်ထောင်ထောင်ဒီအနံလိုက်ပဲထောင်ထောင်ပေါ့နော်ထောင်ထားလို့ရတယ်ဖုန်းနဲ့ပေါ့နော်ကျွန်တော်ဒီရုပ်ရှင်ကြည့်တဲ့အခါမျိုးတွေနောက်တစ်ခုကဂိမ်းဆိုးတဲ့အခါမျိုးတွေမှာဆိုရင်သူ့ရဲ့ထောင်ထားလေးတွေကမနာအောင်သူကတိတိကျကျလေးလုပ်ပေးထားတယ်ဆိုတော့ဒီဒီဇိုင်းပိုင်းရဲ့ပြီးကန်ရတဲ့ hand feeling အရာဆိုရင်ဒီဖုန်းကတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ထင်မှာပါတယ်ကန်ထားမယ်ဆိုရင်လက်ထဲမှာကြစ်ကြစ်လစ်လစ်လေးရှိတယ်ဒီအထူးကလည်းပုံမှန်ပဲပေါ့နော်အရင်လေး ဲမထူအရင်ပါတဲ့တည်းမှာလည်းမပါဘူးဆိုတော့ဒီလက်တစ်ဖက်ထင်းနဲ့ ACC အသုံးပြုလို့ရတာလေးကတော့သဘောကျတယ်သူရဲ့နောက်ဘက်ကင်မရာဒီဇိုင်းပုံစံကတော့သူအရှိရထွက်ထားတဲ့ဒီ K70 Pro K70 Series ပေါ့နော်အဲ့ရဲ့ဒီဇိုင်းပုံစံလိုမျိုးပဲကင်မရာဘေးနားမှာတော့သူတို့ရဲ့ဒီ sound byte boost အားလေးကိုရေးပေးထားတယ်ကင်မရာကတော့လေးလုံးပုံစံပေါ့နော်ပါရာတကယ်ပါရာတော့ကင်မရာ၃လုံးပြီး flammy လေးပေါ့နော်ဒီအပေါ်မှာတော့ speaker ၃လုံးဒီအောက်မှာ speaker ၃လုံးဆိုတော့ speaker ၂လုံး boss နဲ့ပူးပေါင်းပြီးတော့ထုတ်လုပ်ထားတဲ့ဒီ stereo speaker ပါဝင်လာမှာဖြစ်တယ် ်ဆိုတော့ဒီအတန်အတွက်တွေကတော့ကျွန်တော်တို့ဒီတချင်းတန်တွေပိုင်းနားထောင်နေအခါမှာကြည်ကြည်လင်းလင်းပြပြတတရှိတယ် base တန်တွေကိုကျွန်တော်ကြည်ကြည်လင်းလင်းကြားရတာမျိုးတွေရှိတယ်ဆိုတော့ကျွန်တော်ဒီဖုန်းမှာဆိုရင်တော့ base တန်ကိုတော့ပို့ပြီးတော့ တိတိတတခံစားရတာမျိုးကိုတွေ့ရတယ်။အောက်ဘက်မှာသူကစင်ကတ်ထုတ်တဲ့အပေါက်ပါတယ်ပေါ့နော်။စင်ကတ်ကတော့နှစ်ကဲကြောချင်းကတ်ဆိုက်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်။ IBC8 dash and water resistant ပါတယ်။ဆိုတော့ရည်ရွယ်ပါဆိုရာတွေကိုခံနိုင်ရှိမှာဖြစ်တယ်။ Screen size က6.59 inch ရှိတယ်။ OLED display ကိုသုံးပေးထားပြီးတော့ 120Hz ရရှိတာဖြစ်တယ်။သူရဲ့အမြင့်ဆုံး bitrate နဲ့က3500 nits ရရှိတာဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီနေပူထဲဒီမှာအပြင်ဒီမှာအသုံးပြုမယ်ဆိုရင်သူရဲ့ display ကအဆင်ပြေပြေအသုံးပြုလို့ရမယ်။ညာဘက်ဒီမှာ video ကြည့်တတ်တဲ့လူတွေအတွက်ဆိုရင်လည်းသူကဒီ i protection သူက3.0ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်မျက်စိထိခိုက်မှုတွေကိုရှင်းချပေးမယ်နောက်တစ်ခုကတော့ဒီ i comfort ပေါ့နော်ဒီထဲမှာသွားပြီးတော့ကျွန်တော်ဒီ reading မှုတို့ဘာလို့စတဲ့ဒီ display မှာသွားပြီးတော့ချိန်ကိုစိတ်ကြိုက်ချိန်ပြီးတော့အသုံးပြုလို့ရအောင်မှာဖြစ်တယ်လုံးရှိနေပါကြီးတဲ့အခါမျိုးတွေမှာဆိုရင်တော့သူ့ရဲ့ display ကဘာမှပြောနေစရာမလိုဘောနော်ကြည်ကြည်တောက်တောက် color ဆူဆူလေးရရှိမှာဖြစ်တယ် fingerprint ကတော့အမှန်ပါပဲပေါ့နော် ultrasonic fingerprint ကိုသုံးမိထားတယ်သူကဒီမှာဆိုရင် orion display တွေရမယ်ပေါ့နော် orion display တွေကလည်းကျွန်တော်အရင်ကလို5 second လောက်နဲ့ပိတ် ွားတာမျိုးမဟုတ်ဘဲနဲ့ဒီမှာ oric ဆိုတာလေးပါလာတယ်ပေါ့နော်ဒီ10စက္ကန့်လောက်ပဲထားမလားဒါမှမဟုတ်အမြဲတမ်းပဲ oric on display ကိုအသုံးပြုမလားဒါမှမဟုတ် schedule နဲ့ပေါ့နော်ဘယ်ချိန်ဘယ်ချိန်ထိ oric on display ထားမယ်ဆိုပြီးတော့ကိုယ်စိတ်ကြိုက်သွားပြီးတော့သတ်မှတ်လို့ရလာမှာဖြစ်တယ် software ပိုင်းမှာဆိုရင်တော့ hyper os 3နဲ့လာတယ်ဆိုတော့ android system ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာသူကဒီ ai ဒီ Xiaomi Hyper AI နေပါဝင်လာတယ်ဒီ Xiaomi Hyper AI နေမှာဆိုရင်တော့ထုံးစံတိုင်းပေါ့နော် AI writing တို့ AI wallpaper တို့ AI site title တို့ပြီး AI session တို့စတဲ့ဒီ AI feature လေးစုစုလင်လင်ပါတယ်အဲ့ဒီတည်းမှာဆိုရင်ကျွန်တော်ဒီမြန်မာဘာသာနဲ့အသုံးလုပ်ရတာမျိုးဆိုရင်ဘာရှိမလဲဆိုရင်ဒီ AI translate လုပ်တာမျိုးတွေပေါ့နော်ဒီ recording ဖန်ထားတဲ့အခါမျိုးတွေကိုသူကဒီစာအဖြစ်နဲ့ရေးပေးတာမျိုးတွေ translate လုပ်ပေးတာမျိုးတွေအဲ့လိုမျိုးဆိုရင်လည်းမြန်မာဘာသာကိုအသုံးလုပ်ရမယ် phone call ခေါ်နေတဲ့အခါမျိုးတွေမှာဆိုရင်ကို ပြောလိုက်တဲ့စကားကိုသူတို့ translate လုပ်ပေးတာမျိုးတွေအဲစတဲ့ဟာတွေကတော့မြန်မာဘာသာနဲ့အဆင်ပြေပြေအသုံးပြုလို့ရမှာဖြစ်တယ်ပေါ့နော် performance ဘက်မှာဆိုရင်တော့ Snow Dragon ရဲ့ AE Elite ကိုသုံးပေးထားတာဖြစ်တယ် PUBG ဆော့မယ်ဆိုရင်တော့ကျွန်တော်ဒီ90 hertz ထိရမယ်ပေါ့နော် mobile legend မှာဆိုရင်တော့အထွာအထွာထိပွင့်မှာဖြစ်တယ် game တွေဘာတွေကို graphic မြင့်မြင့်ပေါ့နော်ကြာကြာဆော့လာတဲ့အခါမျိုးတွေမှာ FPS တွေဘာတွေကိုဒီတင်ကျင်အောင်ဆိုပြီးတော့ဒီမှာဆိုရင်သူ့ရဲ့ဒီ cooling system ကိုမှတော့ထည့်ပေးထားတာဆိုတော့ဒီ game ဆော့မယ်လူတွေအတွက်ကတော့ဒီ phone ကတော့အဆင်ပြေပြေဆော့လို့ရမှာဖြစ်တယ်ကင်မရာဘိုင်းမှာဆိုရင်တော့ main camera 15 megapixel ရဲ့နောက်ထပ်15 megapixel ကိုမှ optical zoom ပေါ့နော်ဒီ2.58 mm ထိရမယ်နောက်တစ်ခုကတော့ ultra ultra wide တွေ8ဆိုပြီးတော့ကင်မရာ၃လုံးပါတယ်ဆိုတော့သူ့ရဲ့ဒီကင်မရာမှာဆိုရင်တော့ကင်မရာကမစိုးလို့ပြောလို့ရတယ် wide ဆိုရင်သူက0.6ရမယ်ပေါ့နော်ပြီး 1h 2h ပြီး 2.5h ပေါ့နော် 2.5h ရမယ်ပြီးရင် 5h ရမယ်အဲ့တော့မှအဆုံးထိဆွဲမယ်ဆိုရင်သူကဒီ38ပေါ့နော်အစ30လောက်အထိဇွန်ဆွဲပြီးတော့ရိုက်လို့ရမှာဖြစ်တယ်ဆိုတော့ဒီပုံထွက်တွေကတော့ကျွန်တော်ဒီ AI နဲ့ပြန်ပြီးတော့ပြုပြင်ထားတယ်ဆိုတော့ဒီ color ဆူဆူတောက်တောက်တွေရမယ် portrait ကတော့ပို့ပြီးတော့ဟို အဆင်ပြေသွားတယ်ဗောနော portrait က182ရရတဲ့အပြင်မှာဒီ သူ့မှာပါတဲ့ optical zone ပေါ့နော်2.58အထိပါဒီ portrait ပုံတွေရိုက်လို့ရမှာဖြစ်တဲ့အတွက် portrait ပုံတွေဆိုလည်းတော်တော်လေးအဆင်ပြေပြေရိုက်လို့ရလာမှာဖြစ်တယ်ပေါ့နော် video က 8K ကို 30fps အထိတောင်ရိုက်လို့ရတယ် video ရိုက်မယ်ဆိုရင်လည်းသူက short steady လို့ဘာတွေဖွင့်ပြီးတော့ရိုက်လို့ရတာဖြစ်တဲ့အတွက်ဒီလမ်းလျှောက်ပြီးရိုက်တာရင်ဘာတွေလဲအဆင်ပြေမှာဖြစ်တယ်တခြား feature ကတော့ slow motion mode တို့ timeline တို့ long exposure ရိုက်တာမျိုးတွေ panorama ရိုက်တာမျိုးတွေဒီစတဲ့ feature လေးတွေသူထည့်ပေးထားမှာဖြစ်တယ်ဆိုတော့ဒီ camera ဘိုင်းကတော့ဒီ phone ကတော့မစိုးဘူးပေါ့နော် ကျွန်တော်ဒီမှာရိုက်စမ်းကြည့်ထားတဲ့အနေအထားမှာတော့အလင်းအောင်ကောင်းကောင်းမရဘူးပေါ့နော်မိုးအုပ်နေတဲ့အခြေအနေမျိုးမှာတော့မှသူ့ရဲ့ပုံထွက်လေကမစိုးဘူးလို့ပြောလို့ရတယ်စပီကင်မရာကတော့20 megapixel သုံးမိထားတယ်ပေါ့နော်ဆိုတော့စပီနဲ့တပုတ်နေပိုင်းရိုက်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာဆိုလည်းဒီ portrait mode တွေပိုင်းရိုက်လို့ရမယ်လိုင်တင်ကောင်းကောင်းရှိတဲ့အခါမျိုးတွေပိုင်းဆိုလည်းအဆင်ပြေမယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ light photo တွေပိုင်းလည်းရိုက်လို့ရတယ်ပေါ့နော် battery mAh ကတော့8100 mAh ပါတယ်အပြည့်သွင်းမယ်ဆိုရင်တော့ဒီ100 watt ပေါ့နော်100 watt နဲ့အသွင်းရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ0 တော့မှ100%အထီကိုတရားဝက်နဲ့အားသွင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ나이ခွဲဒါမှမဟုတ်45မိနစ်အဝင်းချင်လောက်ပဲကြာမှာဖြစ်နေဆိုတော့ဒီ K90 ပေါ့နော် K90 ရဆိုရင်တော့သူ့ရဲ့ဒီဇိုင်းဘိုင်းနေဒီကန်ရတဲ့ hand feeling နေအရာတော်တော်လေးကိုအဆင်ပြေတယ်ဒီဇိုင်းဘိုင်းကလည်းတော်တော်လေး premium ဆန်တဲ့ဒီဇိုင်းမျိုးကိုသုံးပေးထားတယ်နောက်တစ်ခုကတော့ speaker ဘိုင်းပေါ့နော် speaker ကလည်းတော်တော်လေးကိုနားထောင်လို့ကောင်းတယ်တချင်းနေပါလေးကိုဖုန်းနဲ့ဖွင့်ပြီးနားထောင်တတ်တဲ့လူတွေရုပ်ရှင်နေပါလေးကြီးတဲ့လူတွေအတွက်ဆိုလဲသူ့ရဲ့ဒီ speaker ကတော်တော်လေးကိုနားထောင်လို့အဆင်ပြေတဲ့အထက်မှာပါတယ်နောက်တစ်ခုကတော့ performance ပေါ့ နော် strong dragon ရဲ့ ae elite ကိုတုံးပေးထားတာဖြစ်တယ်ဆိုတော့ gain ဒီပိုင်း sora တွေအတွက်ကလည်းဘာမှပူနေစရာမလိုဘူးနောက်တစ်ခုက battery mp ကလည်း chrono တရားပါတယ်အပြန်သွင်းရင်လည်း100 watt ပေါ့နော်အသွင်းမြန်စနစ်ပါပါဝင်တာဖြစ်တယ်ဆိုတော့ camera ဘိုင်းပေါ့နော် camera ဘိုင်းကလည်းဒီကောင်လေးကအဆင်ပြေတယ်ကျွန်တော်ဒီမှာစမ်းကြည့်ပြီးစမ်းပြီးတော့ရိုက်ကြည့်တဲ့အနေထားမှာလည်းသူ့ရဲ့ကင်မရာကလည်းကောင်းတယ်လို့ပြောလို့ရရတဲ့အထင်မှာပါတယ်ကျွန်တော်ဒီဓာတ်ပုံရိုက်ရင်လည်းကောင်းရမယ် performance လေးကျန်ရမယ် battery ကလည်းခံရမယ်အသွေးရင်လည်းမြန်ရမယ် pick quality ကလည်းကောင်းရမယ်ဒီရုပ်ရှင်တွေပိုင်းကြည့်မယ်ဒီ speaker တွေပိုင်းရတဲ့အတန်ထွက်ကကောင်းရမယ်ဆိုတဲ့လူတွေအတွက်ကတော့ Redmi K90 ဒီကတော့ရွေးချယ်စရာဖုန်းတစ်ခုတော့ဖြစ်နေမှာပါဆိုတော့ဒီနေ့ကျွန်တော်ရဲ့ video ကတော့ဒီလောက်ပါပဲနောက်ထပ် video တွေမှာကျွန်တော်တွေပြန်လည်ဆုံတွေ့ပါမယ်